အားလုံးပဲမင်္ဂလာပါရှင်ကပလာ channel မှာပြန်လည်ကြိုဆိုလိုက်ပါရစေဒီနေ့မှာတော့စာရေးသူမီမီဂျူရေးသားထားတဲ့ခိုင်လွန်းတီကျိုးဆိုတဲ့ဝတ္ထုတော်လေးကိုတင်ဆက်ပေးသွားပါမယ်ရှင်ခိုင်လွန်းတီကျိုးတောင်ပေါ်ဒေတာဤမိုးတီရွာချနိုင်သည်မရွာချဘဲလဲရှိနိုင်သည်ကိုသူမသိသေးတို့တော့အနောက်ဖက်ကနေဝင်းကြီးသည်ချက်သွေးရောင်ရင်ရင်တန်းနေပြီးမကြာခင်မှာတောင်ဆွဲကိုနေ껙တော်မူဖြစ်သည် အီလန်ခီသည်အန်တရရှိသည်မနေ့တနေ့ကမှဒီနေရာတဝိုင်း၌စက်စားကျင်လဲတတ်တော့ညွန့်ခင်အီနွားအုပ်ထဲမှနွားတကောင်ကိုတောကောင်ကြီးကဝင်ဆွဲသွားခဲ့သည်ထို့ကြောင့်အနီးနားကရွာနီးဆက်ချုပ်များမှရွာသူရွာသားများကိုအီခီလန်၌တယောက်ထဲသွားလာခြင်းမပြုရန်လိုင်းလံတတိပေးနှိုးဆော်ခဲ့ကြရသည်ထိုကဲ့သို့လိုက်လံနှိုးဆော်ကြသည့်အထယ်၌မြားမောင်ကိုယ်တိုင်လည်းအဖွဲဝင်အဖြစ်လိုက်ပါဆောင်ရွက်ခဲ့သည် ်ယခုတော့ထိုခီးလာ၌သူတယောက်တည်းသွာလာနေရပြီမသွား၍လည်းမဖြစ်သူဘဝဤအရေးအကြီးဆုံးသောသူဤ6နှစ်အရွယ်သမီးငယ်လေးသည်နာမကျန်းဖြစ်လာခြင်းပြီရွာသူရွာသားများအားအတူလိုက်ခဲ့ရန်စီယုံရမည်ဖြစ်တော်လဲမြားမောင်၌အချိန်တို့သည်ထိုများအထည်ပေါ်မနေပေနေ့လယ်နေ့ခင်းအချိန်သည်တရွာလုံးကတက်လက်ပိုင်းယောက်ျားမှန်သမျှအလောက်ကိုစီဖြစ်တော်ရဲသို့ဝင်သွားကြပြီဖြစ်ရာ ရွာ၌တက်ကြီးရွယ်အိုနှင့်အမျိုးသမီးကလေးတငယ်အများစုသာကြံသည်တနေ့ညကထင်မြမောင်၏တဦးထဲတော်သမီးဖြစ်သူညိုများသည်ကြကြမမာဖြင့်အကောင်းပကတိရှိနေခဲ့သေးသည်ဒီနေ့ညမှညုံများသည် ကောက်ခငင်ကဖြင့်တကောလုံးချစ်ချစ်တောက်ပူ၍တတိမရတစ်ချက်ရတစ်ချက်ဖြစ်လာသည်ဒေသအခေါ်အရာအဖျားကြီး၍တက်သည်ဟုဆိုကြသည်ညမောင်သည်တောရစနပုတ်သားဖြစ်တော်လဲကျမရဲ့ဘဟုတုတအနေငယ်ရှိသည် ။ထို့ကြောင့်လည်းတမီးဖြစ်သူညိုမြအားရွာကဆေးစရာဟုဆိုသူနှင့်မပြသခြင်း။ထိုဆေးစရာဆိုသူနှင့် တရွာလုံးကအိုအိုပျော်ပျော်တို့သည်ပြသကြတော်လဲ။အကောင့်ထက်အစိုးကပုံများနေသည်ဟုမြမောင်မြင်မိသည်။တနေ့အဖြစ်၎င်းဆေးစရာဆိုသူသည်ဘာမှမတိမတတ်ရန်ကုတတက်မြသာဖြစ်သည်ဟုမြမောင်ထင်မြင်မိသည်ထို့ကြောင့်လည်းတောင်ကျောတစ်ဖက်၌ရှိသောကျေးလက်ကျမ်းမာ၏စေခံသို့မြမောင်ရောက်အောင်သွားခြင်းသည် ။တမေးဖြစ်သူညိုမြကို နီးမှန်လမ်းမှန်ဖြစ်ပင်ကုသခံယူစေခြင်းသည်။ခန်းနေသည်ကခီးလန်းဖြစ်သည်။မြားမောင်တို့လိုတောသူတောင်တာအဖို့ဒီခီးလန်းသည်မဝေးတော်လဲ။သွားရမည့်ခီးဘေးအန္တရာယ်ဖြစ်သည်။ခါတိုင်းတောကောင်တို့သည်ရွာနာသို့ရှောင်းလဲလဲဖြစ်ရောက်ရှိလာတတ်တော်လဲ။ရွာသူရွာသားများစုပေါင်း6လံပြီး6လံမောင်းထုတ်ကြရသည်ဖြစ်၍ကြောက်เสียမလို့ယခုတော့မြောင်မောင်သည်ခီးလန်း၌တယောက်တည်းဖြစ်နေသည် သူ၏အော်ဟစ်အကူအညီတောင်းတကိုလည်းမြည်သူကားမျှချနိုင်မည်မဟုတ်။တောင်ဆွဲနေွယ်ခါနီးအချိန်သည်တောကောင် အပေါင်းတို့ရေတောက်ဆင်းသက်သည့်အချိန်၊ရွာသူရွာသားတို့အိမ်တို့ပြန်ရောက်ကြသည့်အချိန်ဖြစ်သည်။ထိုကြောင့်များမောင်သည်လူသွားလမ်းအတန်းရှောက်လာသည်ဆိုတော့လေရေရင်းရေပြက်များရှိသည့်နေရာများကိုကွေ့ရှောင်ပြီးရှောက်နေရသည်။ထိုကြောင့်ခရီးသည်ပိုရှိသည်။ သူ၏သမီးဖြစ်သူညိုမြသည်ကသူ၏ပခုံး၌ဆောင်ကြားတထည်ဖြစ်ပိုးချီခံထားရကတဤဤဖြစ်ညီးနေသည်မြားမောင်သည်သမီးဖြစ်သူ၏ကိုပူရှင်ကြောင့်သူ၏ကိုပင်လင်းချစ်ချစ်တောက်ပူလာနေသလိုခံစားရသည်မြားမောင်သည်ခြေလန်းကိုခတ်တွတ်လှမ်းသည် သူ၏ခပိုက်ထဲ၌လိုရမယ်ရယူဆောင်လာခဲ့သောဂက်စမီချစ်ကိုစမ်းကြည့်သည် သူ၏ပခုံး၌သမီးဖြစ်သူနှင့်အတူတွဲချီပြီးယူလာခဲ့သည့်လှံတိုလေးကိုစမ်းကြည့်သည် အလင်းရှိနေသည်များငါကြောက်စရာမလိုဘူး။ညမောင်သည် သူ့ကိုယ်သူအာတင်ထားသည်။ခြေလန်းကိုတွတ်တွတ်လှမ်းသည်။ဖြစ်နိုင်မည်ဆိုပါကညမောင်သည် နေလုံးကြီးကိုတနအိမ်များဆွဲထားခြင်းသေးသည်။ထို့တော်လည်းထိုကဲ့သို့ကမဖြစ်နိုင်။တဘာဝအလျောက်ဖြစ်ပေါ်သောနေလုံးသည်သူ့အချိန်တို့ရောက်သည့်နေ့တောင်စွဲသို့ ဆုံဆုံမြုပ်ကာကွယ်ပြောက်သွားတော်သည်။ညမောင်သည်တမိဖြစ်သူညိုများကို သူ၏ပခုံးပေါ်မှကပြကရာချသည် လုံထွေးနေသောဆောင်ကြားဖြင့်တမီးဖြစ်သူကိုလုံလုံကျုံကျုံဖြစ်အောင်ထီလုံသည် ထို့နောက်အနီးအနား၌ပြန့်ကျဲနေသောမြက်ချောင်းများတင်းရွက်ချောင်းများအမိုက်တရိုက်များကိုလက်ထဲကလှန်တို့ဖြင့်တင်းကျုံယူလိုက်က မီးတဖို့ဖို့သည်မီးသည်ချက်ချင်းဆိုသလိုတောက်လောင်လာသည်ရွက်ချောင်းရွက်ဆိုးတို့ဖြစ်သည်ဖြင့်မီးလောင်အားသည်ကောင်းသည်တို့တော်ထိုများဖြင့်ရောက်ရဲတင်းတိမ်နေရွယ်မဖြစ်သည် ရှေခရီးအတွယ်မြမောင်သည် မီးတို့တချောင်းကို မဖြစ်မနေရယူရမည်။ရကုခိတစရေချတော်နေရသည်ညင်းနဲ့လင်အန္တရာယ်ပိုကြီးလာမည်ဆိုသည်ကိုမြမောင်သည်တောသွင်းသားတယောက်ဖြစ်သည်နှင့်အမျှသိနေသည်။ညမောင်သည်မီးအားကောင်းနိုင်သည့်ထင်းချောင်းများကိုအနီးအနား၌လိုက်ရှာကြည့်သည်။တစ်ပင်တစ်ခက်ပေါ်သည့်နေရာဖြစ်သည့်အတွက်ခက်ခက်ခဲခဲမရှာလိုက်ရ။ ထိုအရာတို့ကိုမြားမောင်သည်တစုတစည်းတည်းဖြစ်အောင်ထည်မြက်ပင်နွယ်ပင်တို့ဖြစ်ပူချီသည် ထိုအချိန်၌ပင်မြမောင်သည် ခံစားဖူးနေကြအနတ်တမျိုးဖြစ်သည်ပုတ်အဲ့အဲ့ညှိဆွဆွအနတ်တမျိုးကိုရှူဆိုင်လိုက်ရသည်အနန်းသည်ပေါ်လိုက်ပြောင်းလိုက်ဖြစ်နေသည်မြမောင်သည်ချက်ချင်းဆုတ်သလိုသပင်မွှေးတို့ထောင်တက်လာပြီးခေါင်းနှပန်းကြီးသွားသည်မုတ်ဆိုးသည်တားကောင်ကိုရှာတွေ့သွားပြီးဟုအတွေ့အကြုံများအရှာသိလိုက်ရသည် ထို့ကြောင့်မော်စိုးသည်တားကောင်အနီး၌ဝိကာပက္ခဖြစ်ရှိနေလောက်ပြီဟုလည်းယူဆလိုက်မိသည် ထို့ကြောင့်ပင် ထိုပုတ်အဲ့အဲ့အနံ့သည် ပေါ်လိုက်ပြောင်းလိုက်ဖြစ်နေခြင်းဖြစ်သည်ဟုတွက်ဆမိသည်ထိုသားကောင်ဒီကထောင်ထောင်မောင်းမောင်းတန်တမာမာဖြစ်လက်နက်ကိုလက်ထဲ၌ကြစ်ကြစ်ပါအောင်ဆုပ်ထားသည်မြမောင်မဖြစ်နိုင် ဖြစ်ချင်းဖြစ်လျင်မြမောင်သည်ချက်ချင်းဆုပ်သလိုပင်မီးတို့အတွေ့ပြင်ဆင်ထားသည့်ထင်းချောင်းများကိုမီးဘိုတွင်တို့ပြစ်ထည့်လိုက်ကား တမီးနှင့်မော်ဆိုးဖြစ်သူဤကြားအရက်ဖြစ်နိုင်မည်ဟုယူဆရသည့်နေရာသို့ခြေဆုံးပစ်ကာခုံဝင်လိုက်သည်ငါသေးမရမယ်ကွာညမောင်၏အတန်တီတောတောင်ကြား၏အလဲညာဦးရန်အချိန်၌ဟိန်ထသွားသည်သူ၏အတန်နှင့်အတူဝေါဆိုသည့်အတန်တဒန်သည်လဲထက်ချက်မကွာထွက်ပေါ်လာသည်ညမောင်တီလိုက်သည်မော်ဆိုးသည်သူ၏အမဲအတွေ့ရေကုံရေခမ်းတိုက်ခိုက်တော်မူကို ို့သောမော်စိုး၏တတိမထားမီသည့်အချက်မှာကသူ၏အမဲနှင့်အမဲကိုကာကွယ်မည်သူတို့၏ကြားကခြေနောင်ထားသည့်ကြိုးတစ်ချောင်းဖြစ်သည်မော်စိုးသည်ကိုယ်ဝှက်ပတ်လျှောက်နေရမှခြေလမ်းကိုရက်ပြီးသူ၏သားကောင်ဖြစ်သူဖက်ကို မျက်နှာမူလိုက်သည်မြားမောင်သည်လည်းတမိဖြစ်သူကိုကြောပေးလျက်မော်စိုးဖြစ်နေသည့်တောကောင်ကြီးဖက်ကိုခြေလမ်းတလန်းတိုးကတိတ်တိတ်ဆိုင်လိုက်သည် ဝေါးဆိုသည့်အတန်နှင့်အတူတောကောင်ကြီးသည်သူ၏အမဲနှင့်သူ၏ကြား၌အဟံတာဖြစ်နေသည့်မြားမောင်စီသို့အမီးကိုမြေကြီးပေါ်၌တစ်ချက်ပုတ်ကားခုံအုပ်တော်သည်မြားမောင်သည်ခုံအုပ်လာသည့်တောကောင်၏ရင်ဝတက်တက်အားလှန်သွားဖြစ်တစ်ချက်လှန်ထောက်ကားတလေးကောက်ကွေးဖြင့်တမီးဖြစ်သူ၏အနာသို့လှိမ့်ရှောင်းသည်လှုပ်ရှားမှုသည်မြန်ဆန်လုံးသည်တောကောင်ကြီးအားလှန်သွားသည် ထီမိဤမထီမိဤကိုညမှမသိတော့လဲ သူ၏ဘဲဖက်ပခုံးသည် ထူပူပြီးဆက်ပြင်းပြင်းဖြစ်သွားသည်မြားမောင်သည်တလေးကောက်ွယ်ဖြစ်နေရမှဟန်ချက်ကိုထိန်ကားကပြကရာထားရသည်သူ၏ပခုံးသည်လည်းဆက်ဖြင်းဖြင်းဖြစ်နေရမှနာကျင်မှုကိုခံစားလာရကစိုးဆွတ်ဆွတ်ဖြစ်လာသည်တောကောင်ကြီး၏လက်ဖွားရိုက်ချက်သည်သူ၏ဘက်ဖက်ပခုံးအားကြကြနနထိမိလိုက်သည်ကိုမြားမောင်သိရှိလိုက်ပြီး ထို့အတူတောကောင်ကြီးသည်လည်းသူ၏လက်ပြင်အောက်ကို သူ၏ရှာကြီးဖြင့်တချွတ်ချွတ်မြည်အောင်ထီရနေသည်။မြားမောင်ပြုံးလိုက်သည်။သူ့လိုပင်တောကောင်ကြီးသည်လည်းကမန်းကနန်းရှောင်သိမ့်လိုက်ရပုံပေါ်သည်။ထို့သောလွတ်လွတ်ကင်းကင်းလွတ်ထွက်သွားဟန်တော့မပေါ်မြားမောင်ညာတန်ပေးလိုက်သည်။မီးပုံမှမီးအလင်းကြောင့်တောကောင်ကြီး၏မျက်လုံးအစုံသည်ညင်းကြီးတောင်းနေသည် မြေကြီးပေါ်၌လဲလျောင်းနေသည့်ညိုများကိုဆစ်ဆစ်ကြည့်ပြီးခြေလမ်းကိုထပ်ပြင်းနေပုံအရာတောကောင်ကြီးသည်သူ၏အမဲအတွေ့လွယ်လင့်တကူလက်လျှော့မြင်မဟုတ်မှန်းမျှမောင်းတိလိုက်ပြီးယာမျှမောင်းညာတန်ထပ်ပေးသည်အတားအစီဖြစ်နေသည့်မြမောင်စီတို့ပင်တက်တဲ့ခုံဝင်လာဟန်ရှိသည့်တောကောင်ကြီးကိုမြမောင်သည်ခြေတလန်းရှိထုတ်ကလှန်သွားဖြင့်လှန်ထောင်းလိုက်ပြန်သည် မြားမောင်၏လယ်ဘေးနှင့်ပကုံးတစ်ခုလုံးထုံကျင်သွားသည်တောကောင်ကြီးသည်မြားမောင်၏ရင်ဖက်ပေါ်၌တက်ဖိထားသည်မြားမောင်၏လှန်တိုအားကင်ထားသည့်လက်ဖွားတို့သည်ဆွဆွဆွဖြစ်လာကာလှန်တိုအားဆွဲယူရန်ပင်အခက်ခဲဖြစ်လာသလိုခံစားလိုက်သည် ထိုနောက်မြမောင်သည်ပလက်လန်လဲကြနေရမှသူ၏အပေါ်၌ကာယာကြီးခွားဖိထားသည့်တောကောင်ကြီးအားဘေးသို့တွန်းထုတ်ရန်စူးစမ်းကြည့်သည် ညမောင်ထုတ်ကဲ့သို့စ조사လိုက်တိုင်းသူ၏လယ်ပင်နှင့်ပခုံးသားတို့သည်တိမ်မသက်နာကျင်ရသည်တောကောင်ကြီး၏သွားအစုံသည်ညမောင်၏ပခုံးနှင့်လယ်ပင်အားစိုက်ဝင်ပြီးအားကုန်ခဲထားဟန်ရှိသည်တမီးဖြစ်သူညိုမြ၏ညီးတန်တသက်ကိုကြားရသည်ညမောင်သည်အစွမ်းကုန်ယုံပြီးတုံးဖယ်ကြည့်သည်ထိုကဲ့သို့ဖယ်လိုက်တိုင်းတောကောင်ကြီးသည်လည်းလှုပ်ရမ်းလာကခဲမိထားသည့်အရာကိုမလွတ်တမ်းဖိပြီးခဲထားလိုက်ဟန်ရှိသည် မြားမောင်တကောလုံးတဆက်ဆက်တုံအောင်ထီနာကျင်ခန်းစားလာရကတစ်ချက်တစ်ချက်၌သတိမေ့ခြင်းတလို့ဖြစ်လာသည်မြားမောင်သည်တောကောင်ကြီးဤလက်ပြအောင်၌စိုင်းဝင်နေသည့်လှံတို့ကိုထပ်မံဆွဲနှုတ်ကြည့်သည်ထို့သောလှံတို့ကင်ထားသည့်လက်သည် တွေးကြောင်လားချွေးကြောင်လားမပြောတတ်ပဲရွှဲရွှဲဆိုနေကစောက်ကံရခက်ခဲနေသည်မထူးတော့သည့်အစုံမြောင်မောင်သည်လှန်တို၏လက်ကင်ယိုအားလက်သီးဆုပ်ဖြင့်ထုရိုက်ကား တောကောင်ဤကိုတဲ့သို့နတ်တထက်နတ်အောင်စိုက်ဝင်သွားစေရန်သာ ထူရိုက်နေမိတော်သည်မြေသည့်အချိန်တည်းထိုကဲ့သို့လုံးနေမိမှန်မသိညမောင်တတိယရွေမျက်လုံးဖွင့်ကြည့်မိသည့်အချိန်၌မိုးစင်စင်လင်းနေပြီဖြစ်သည်ညမောင်ဤအနီးအနား၌လည်းညမောင်ဤရွာမှတက်လိုက်ပိုင်းယောက်ျားလူငယ်အချို့သည်ဝိုင်းရံနေကြသည်မတေကောင်းမပြောက်ကောင်းပါဗျာရွာသားတယောက်ကပြောသည် ဟုတ်ပါဗျာနဲတဲ့အကောင်ကြီးလားဗျာခမားနဲ့တွေ့တာရွာသားတချို့ကပြောသည်မြားမောင်ကမပြုံးနိုင်မျက်နှာဘဲဖက်ချမ်းတစ်ခုလုံးတင်းကျပ်ပြီးတစ်ခုခုနှစ်စီးထားသလိုခံစားရပြီးလှုပ်လိုက်တိုင်းနာသည်မျက်နှာတင်ပဲလားဆိုတော့လည်းမဟုတ်လယ်ဘင်းနဲ့ပခုံးသားတို့ကခုချိန်ထိတွေးဆိုနေတော့အဘော်ကစီးပေးထားသည့်ပတိတို့ပင်တွေးအောင်လွမ်းတော့ ိုမြမောင်တယောက်ထဲညိုမြကိုဂုံးပေါ်ပြီးထွက်သွားတယ်ဆိုလို့ကျုပ်တို့လူစုပြီးလိုက်လာကြတာဗျာဟုတ်ပါဗျာတောကောင်လက်ချက်နဲ့သားဖနှစ်ယောက်လုံးတိတ်ပြစ်ချင်တာဘယ်ဟုတ်မတော့ခမားကတော့ကြားနိုင်မြမောင်ဖြစ်ပြီဗျာမြမောင်ရဲ့ရွာသားများကပြောပြီးရည်ကြသည်အခုမှသာရည်နိုင်တာပါဗျာရွာသားတယောက်ကဆိုသည်ဒါနဲ့ညိုမြလည်းအဖျားကြပြီနော်ကိုမြမောင်ငါဖျားလို့တော့ပြောတယ် ထိုစကားကြတော့မြမောင်မချစ်တင်ခဲ့ပြုံးမိသည်။သူပင်ပန်းခံရကြုံနဲ့တီဟုတွေးမိသည်။အသက်ကို ဆုံးခဲ့ရလင်ပင်သူ၏သမီးအတွက်မို့တန်တီဟုယူဆမိသည်။တချို့တချို့ဤချီနောင်ထားသည့်ကြိုးများသည်ခိုင်သည်ခံသည်။အသက်တစ်ချောင်းအတွက်ကြံအသက်တစ်ချောင်းကိုဆွန့်လွတ်ရန်ဝန်မလေးတက်ကြမှန်းကိုသားဆိုသည်တိမိကောင်းတိမိပေစွာဟုသာမြားမောင်သည် တွေးပြီးပြုံးမိတော်သည် ဟုတ်ကဲ့ပါရှင်ဒီနေရာလေးမှာပဲစာရေးသူမီမီဂျူရေးသားထားတဲ့ခိုင်လုံးတိကျိုးဆိုတဲ့ဝတ်ထုတော်လေးပြီးဆုံးလို့သွားပါပြီရှင်နားဆင်ပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်